လေတန်းအထိတာနေခဲ့ရပေမဲ့အင်္ဂလိပ်ဘာသာစကားကိုဘာသာနာမမတက်ဖဲအကြဆွမ်းရည်တခုတည်းနဲ့သင်ယူပြောဆိုခဲ့တဲ့မညွ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 ဆိုတဲ့ဒီမျိုးသမီးကတော့စည်ရင်ခက်ခဲလို့နဲ့အချိန်လေးကြောင့်အတန်ပညာကိုဆုံးကတိုင်အောင်သင်ယူခွင့်မရခဲ့ပါဘူးသူ့အနေနဲ့လေတန်းအထိတာကြောင့်တက်ခဲ့ရတာပါလေလံထိတာကြောင့်တရရဲဆိုပေမဲ့လေသူကိုယ်တိုင်ကပညာရေးမှနေကြသူဆိုပြီးတော့အားမငယ်ခဲ့သလိုလက်လည်းမလျှော့ခဲ့ပါဘူး မညညုံမှာတော့အိမ်မက်တစ်ခုရှိပါတယ်။ဒါကတော့အိမ်မက်ထဲမှာတော့သူနေတဲ့ရွာလေးအကြောင်းကိုကပ္ပတိအောင်ချပြခြင်းခဲ့တာပါ။မညညုံနေတဲ့ရွာလေးကတော့မင်းနန်းဆိုသူဆိုတဲ့ရွာလေးပဲဖြစ်ပါတယ်။ဒီရွာလေးဟာတော့ဝိထုထဲမှာဆိုရင်လည်းစက်ကောင်နေထိုင်တဲ့ရွာလေးအဖြစ်ကြာခဏဆိုသလိုရေခဲရသလိုတကယ့်ကိုအလပတရားရီနဲ့ပြည့်စုံနေတဲ့ရွာလေးတစ်ရွာလေးဖြစ်ပါတယ်။မင်းနန်းသူရွာလေးကိုတော့ဧည့်သည်တွေတော်တော်များများကလည်းမကြာခဏဆိုသလိုလာလည်ခဲ့ကြတာပါ။ရသဝင်တွေကမြို့လေးဖြစ်တာကြောင့်မလို့တဲ့တွေကလည်းနိုင်ငံသားတွေကပါလာလေခဲ့ကြတာပါ သူ့ရွာလေးကိုတော့နိုင်ငံသားတွေကလည်းဧည့်သည်လာပြီဆိုရင်သူ့ရွာလေးကိုအဝေပြုကြပါတယ်။ရွာမှာပညာတတ်ကလည်းနေတာမို့ဧည့်သည်တွေကိုကောင်းကောင်းရှေ့မြနိုင်တာလည်းနေပါခဲ့ပါတယ်။ဒါကြောင့်မလို့လဲမညညိုးကတော့ရွာသူတယောက်အနေနဲ့သူတို့ရွာအကြောင်းကိုလူသိများအောင်ပြောပြချင်ခဲ့တာပါ။သူပြောပြချင်တဲ့အတွက်ရအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။မညညိုးရဲ့အဓိကရည်ရွယ်ချက်ကတော့မညညိုးကနိုင်ငံသားတွေနဲ့စကားပြောချင်ခဲ့တာပါ။ ဒါပေမဲ့လည်းလေးတဲ့ပညာအစင်သားရှိတဲ့သူတယောက်ဖြစ်တာကြောင့်ပြောဆိုနိုင်ဖို့အတွက်ဘယ်တော့မှဖြစ်လာမယ်မဟုတ်ဘူးလို့တွေးထင်ခဲ့တာပါ။ဒါပေမဲ့လည်းမညညိုကတော့တင်ကျင်လုံးတဲ့စိတ်ကိုအယံကိုမြပြနေတဲ့အတွက်နိုင်ငံသားတွေစီကနေတစင်ပြန်လဲတင်ယူခဲ့တာပါ။နိုင်ငံသားတွေပြောတဲ့စကားတွေကနေနားထောင်ကတင်ယူရင်းနဲ့တဖြည်းဖြည်းနဲ့ပြောတတ်ခဲ့တာပါ။တင်တဲ့စာသားလေးတွေကိုလည်းနားထဲမှာဆွဲအောင်လို့တစ်လုံးစနှလုံးစမှတ်ရင်းနဲ့တက်မြောက်သွားခဲ့ရတာပါ။မညညိုကတော့စကားပြောရင်လေအယံကိုမှအယဲစွန်ပါတယ်။ ူမမကိုလည်းမကြောက်တဲ့အတွက်ပို့ပြီးတော့ပြောရဲလာခဲ့တာပါတကယ်လို့မားခင်ရင်လည်းနိုင်ငံခြားသားတွေကပြန်ထောက်ပေးတဲ့အတွက်အမားခံနေတဲ့စင်အမှန်ကိုပြန်လည်သင်ယူနိုင်ခဲ့တာပါဒီလိုမျိုးလေးတန်းတော်မတင်ယူရတဲ့မညညိုဟာတော့အင်္ဂလိပ်စကားကိုကြွန့်ကျင်စွာပြောတတ်နိုင်ခဲ့တာပါမညညိုဟာတော့သူများတွေလိုမျိုးအင်္ဂလိပ်စာသင်တန်းကျောင်းလည်းမတက်ခဲ့ပါဘူးသင်တန်းလည်းမတက်သလိုစာလာသင်တဲ့သူတွေလည်းမရှိပါဘူးအားလုံးကတော့မညညိုကိုမညညိုကိုဆိုရင်သိတဲ့သူတွေရှိတယ်လို့တောင်မှထင်နေကြတာပါ မညညိုကတော့အကြဆောင်ရင်တစ်ခုတည်းကိုသာတင်ယူခဲ့တာပါမညညိုကတော့ဘာသာပြန်လုပ်ပေးရကနေနိုင်ငံခြားတယောက်ကနေဆိုရှယ်မီဒီယာပေါ်တင်လိုက်ရင်းနဲ့လူသိများသွားခဲ့တာပါမညညိုမှာတော့ကိုယ်ပိုင်အကောက်ဆိုတာလည်းမရှိပါဘူးဖုန်းနဲ့သေချာမသုံးတတ်တဲ့အတွက်အကောက်ဆိုတာမရှိတာပါဒါကြောင့်မလို့လေသူများတွေလိုမျိုးဆိုရှယ်မီဒီယာကနေတဆင့်လေ့လာနိုင်တာမျိုးလည်းမရှိပါဘူးရွာကိုနိုင်ငံခြားသားတွေလာတဲ့အချိန်မှာလဲပြောတဲ့စကားကိုနားထောင်နေဆိုရင်တစ်ခုတည်းကသာအောင်လို့တင်ယူခဲ့တာပါမညညိုတို့ရွာကတော့ လက်မှုလုပ်ငန်းတွေအများကြီးလုပ်တတ်ကြပါတယ်။ဒါပေမဲ့လည်းမိုင်းညိုကတော့အဲ့လိုအလုပ်တွေကိုဝါသနာမပါပဲအင်္ဂလိပ်စကားပြောတာကိုပဲအားစိုက်ခဲ့တာပါ။အခုဆိုရင်တော့အင်္ဂလိပ်စကားအကျွမ်းကျေဆုံးအရာတစ်ခုလို့ဖြစ်နေပါပြီ။နိုင်ငံခြားသားတွေကိုဘာသာပြန်လုပ်နေတာဆိုရင်၅နှစ်သမီးတည်းကနေစလုပ်ခဲ့တာဖြစ်ပြီး30ကျော်ရှိပြီးမှ30နှစ်ကျော်နေပြီလို့သိရပါတယ်။ အင်္ဂလိပ်စကားတွေမကဘဲနဲ့မညညောကပြင်သစ်လိုလဲအနေငယ်ပြောတတ်ပါတယ်။လေးနှစ်ထိတာနေခဲ့ရပေမယ့်အင်္ဂလိပ်စကားကိုဘာတမှမတတ်ဘဲနဲ့အကြဆွမ်းရည်တစ်ခုတည်းနဲ့သင်ယူပြောဆိုနိုင်တဲ့မညညောအပေါ်မှာမညညောအပေါ်မှာပြည့်တွေ့ရဲ့မြင်လေးကိုပြောခဲ့ကြပါဦးနော်။